ဒီနေ့ကတော့ပေါ့နော်ကျမတို့ဒါ second ဒုတိယအချိန်မြောက်ပေါ့နော်ဒါ international hospital တွေနဲ့ healthcare တွေရဲ့ပြပွဲဖြစ်ပါတယ်ဒီနေ့ကျမပြုလုပ်တဲ့ international healthcare နဲ့ hospital expert မှာကျမတို့ရဲ့ medicine healthcare ရ Egypt နိုင်ငံရဲ့ Alameda ဆေးရုံအုပ်စုကြီးရဲ့ exclusive partner အနေနဲ့ပဲပါဝင်ဆောင်ရွက်သွားတာဖြစ်ပါတယ်ရှင်ဒါအပြင်ယခုလိုမျိုးပွဲလေးတွေကိုလာရောက်လေ့လာခြင်းအပြင်ဒီနိုင်ငံခြားကဆေးရုံတွေပေါ့နော်အထူးသဖြင့်ယခုပွဲလေးမှာပါဝင်ပြသတဲ့ထိုင်းနိုင်ငံမှာရှိတဲ့ဆေးရုံတွေဒီ Egypt နိုင်ငံကဆေးရုံတွေကိုရင်းနှီးနှီးလေ့လာခွင့်ရရှိမှာဖြစ်တယ်လို့ ယခုရောက်ရှိနေတဲ့နိုင်ငံခြားကဆရာဝန်ကြီးတွေနဲ့လည်းရင်းနှီးနှီးတွေ့ဆုံနိုင်ခွင့်အခွင့်အရေးတွေအများကြီးပါရှိတာအတွက်ကြောင့်ဒီပွဲလေးကိုလာရောက်ခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင် ီနေ့ကတော့ပေါ့နော်ကျမတို့ဒါ second ဒုတိယအချိန်မြောက်ပေါ့နော်ဒါ international hospital တွေနဲ့ health care တွေရဲ့ပြပွဲဖြစ်ပါတယ်အဲ့တော့ဒီပြပွဲမှာတော့ဆေးရုံပေါင်းစုံပေါ့နော်ဒါကတော့ international ဆိုတော့နိုင်ငံတကာရဲ့ပေါ့နော်ဘယ်လိုမျိုးများဆေးရုံတွေကိုသွားလို့ရတယ်လဲပေါ့နော်အထူးသဖြင့်ကတော့ကျမတို့နိုင်ငံမှာလည်းဆေးရုံတွေလည်းအများကြီးရှိပါတယ်ဒါမဲ့လည်းပေါ့နော်လူတွေရဲ့အကြိုက်ပေါ့နော်ဥပမာဆိုရင် international ဆေးရုံတွေမှာသွားကုချင်တယ်ဆိုတော့ဒါတစုတစီလေးလောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လေဒါလာပြီးတော့မှလည်းပေါ့နော်ကြည့်လို့လည်းရတယ်နောက်ပြီးတော့မှပေါ့နော်အခုဒီနှစ်မှာတော့ တိုးတာကတော့အီဂျစ်ပေါ့နော်အီဂျစ်နိုင်ငံမှာရှိတဲ့ဆေးရုံတွေကိုလည်းတိုးထားတယ်ဆိုတော့ဒါပြည်သူလူထုတွေအနေနဲ့လည်းပေါ့နော်ကိုကြိုက်တဲ့ဆေးရုံနဲ့နောက်တော့ဘယ်ဆရာဝန်မျိုးကြိုက်တယ်လဲနောက်ဘယ်လိုမျိုးသောပေါ့နော် ကုသမှုမျိုးခံယူချင်တယ်လဲပေါ့ဥပမာကင်ဆာလာအရိုးပဲဥပမာဆို knee replacement တို့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေလားပေါ့နော်အစရှိသဖြင့်ပေါ့နော်ကိုစိတ်ဝင်စားရနောက်တော့မှကိုနဲ့ဆိုင်တဲ့အဲယောဂနဲ့ပတ်သက်ပြီးတော့မှလည်းဒီမှာလာပြီးတော့မှလည်းလေ့လာလို့ရပါတယ်ရှင်ပြီးတော့မှဒီမှာရှိတဲ့ဆရာဝန်တွေကလည်းပေါ့နော်တချို့ဆေးရုံတွေကဆရာဝန်တွေလည်းရောက်လာပါတယ်အဲ့ဆရာဝန် နည်းနဲ့လည်းအဲပေါ့နော်အခက်မဲ့ဆွေးနွေးပြီးတော့မှကိုယ့်ရဲ့ယောဂနဲ့ပတ်သက်ပြီးတော့မှလည်းဒါလေ့လာလို့လည်းရပါတယ်ရှင့်ကျောင်းရဲ့ဒုတိယအချိန်ကြောင်း International Hospital Healthcare Center အောင်မြင်သောပြည်ကြောင်းကျင်းညာပါ HDM Medical Service ကကျမတို့ BBK 9ပေါ့နော်ဘန်ကောက်က BBK 9ဆေးရုံကြီးရဲ့မြန်မာ Referral Office အဖြစ်လည်းတာဝန်ယူထားပါတယ်ရှင်။ကျမတို့အခု29 28ပြမဲ့ပွဲလေးမှာဆိုရင်ကျမတို့ဒါကျမရေးပြပွဲလေးဖြစ်တယ်။ International Hospital တွေအကုန်လာပြီးအစုံပြကြတဲ့ပွဲဖြစ်တဲ့ကြောင့်ကျမတို့ BBK 9အနေနဲ့လည်း Diamond Sponsor အဖြစ်ပါဝင်ထားပါတယ်။ကျမတို့ဒီ BBK 9အနေနဲ့ဒီပြပွဲရက်လေးမှာဆိုရင်ကျမတို့ package လေးပေါ့နော်ဆေး Medical Check up လုပ်တဲ့ဆေးစစ်တဲ့ package လေးကျမတို့ Buy One Get One အစီအစဉ်လေးရှိပါတယ်။နောက်တခြား package လေးတွေပေါ့နော်တီးတက် specialized အစစ် channel package တွေအတွက်လည်းကျွန်တော်တို့ discount တွေပေါ့နော် special discount တွေစီစဉ်ပေးထားပါတယ်ရှင်။ ဒီနေ့ကျင်းပပြုလုပ်တဲ့ International Hacker နဲ့ Hospital Explorer မှာကျမတို့ရဲ့ Medic Journey Hacker ရာ Egypt နိုင်ငံရဲ့ Alameda စေယုံအုပ်စုကြီးရဲ့ Exclusive Partner အနေနဲ့ပဲပါဝင်ဆောင်ရွက်သွားတာဖြစ်ပါတယ်ရှင်။ယခုဆိုလို့ရှိရင်ပြာကွယ်လေးရဲ့ပထမနေ့မှာကျမတို့ရဲ့ Egypt နိုင်ငံမှာရှိတဲ့ကိုကနာအစားထိုးခွဲစိတ်ကူတာချင်းဆရာဝန်ကြီးတွေအသေးအစားထိုးချင်းဆိုင်ရာခွဲစိတ်ကူတာမှုဆရာဝန်ကြီးရောက်ကအစားထိုးချင်းဆိုင်ရာခွဲစိတ်ကူတာမှုဆရာဝန်ကြီးတွေကလည်းမြန်မာပြည်ကပြည်သူလူထုကိုကျမ်းမာရေးဘုဟုတုတ္တရာတွေမျှဝေပေးဖို့ရန်အတွက်ကိုအစဉ်သင့်ရောက်ရှိနေပြီဖြစ်ပါတယ်ရှင်။ဒါ့အပြင်ကျမ မတို့ရဲ့ medical journey ဟက်ကေကဒီပွဲလေးအတွက်ကိုအထူးအနေနဲ့ကိုဒီ cashback ီနိုင်ငံများသိသွားကုကျင်တဲ့သူတွေအတွက်ကို cashback ငွေဆယ်ငွေသား10သိန်းပြန်ပြီးတော့လက်ဆောင်ချင်းမြင့်ပေးတာမျိုးတွေ free gift တွေ free coupon တွေကိုကျမရဲ့စစ်စေးခွင့်တွေကိုထားရှိပေးတာအတွက်ကြောင့်ဒီပွဲလေးကိုလာရောက်လေးလာလို့ရှိရင်ဒီ Medic Journey ရဲ့ free gift လေးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်ရှင်။ဒါအပြင်ယခုလိုမျိုးပွဲလေးတွေကိုလာရောက်လေးလာခြင်းအားဖြင့်ဒီနိုင်ငံခြားကဆေးရုံတွေပေါ့နော်အထူးသဖြင့်ယခုပွဲလေးမှာပါဝင်ကြတာတဲ့ထိုင်းနိုင်ငံမှာရှိတဲ့ဆေးရုံတွေဒီ Egypt နိုင်ငံကဆေးရုံတွေကိုရင်းနှီးနှီးလေးလာခွင့်ရရှိမှာဖြစ်တယ်လို့ ယခုရောက်ရှိနေတဲ့နိုင်ငံကဆရာမွန်ကြီးတွေနဲ့လည်းရင်းနှီးနှီးတွေ့ဆုံနိုင်ခွင့်အခွင့်အရေးတွေအများကြီးပါရှိတာအတွက်ကြောင့်ဒီပွဲလေးကိုလာရောက်ခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်။ အဓိကပေါ့နော်ဒီ international hospital health care လေးမှာပါဝင်ရတဲ့အဓိကအကြောင်းရင်းကတော့အဓိကဒီမှာလာတဲ့သူတွေကိုပေါ့နော်ဒီ dental education နဲ့ပတ်သက်ပြီးတော့ awareness ရအောင်ရေးဒီပြည့်ချသွားတဲ့ graduate နဲ့ပတ်သက်တဲ့ဘုဟုသတွေမျှဝေပေးခြင်းတော့ပေါ့နော်ဝင်ပါပြီဖြစ်ပါတယ်ဟုတ်ကဲ့ဒီပွဲလေးမှာတော့ပေါ့နော်ပွဲက2998ပေါ့ဒီ September 2998မှာအကျင်းမရဲ့အကျင်းမဖြစ်တဲ့ကြောင့်ဒီပွဲနှစ်ရက်မှာပေါ့နော်ဆရာမတို့ဒီအဆီကန်နေနဲ့ပေါ့နော်ဒီ two promotion ဒီ package လေးပေါ့စီစဉ်ပြီးထားပါတယ်ဟုတ်ကဲ့ဟုတ်ဒီပေါ့သွားတဲ့ graduate နဲ့ပတ်သက်တဲ့ပေါ့နော်အဲ ဗဟုသုတအနေနဲ့ sharing လုပ်ချင်တာပေါ့နော်လူတစ်ယောက်မှာပေါ့နော်ပုံမှန်ဆိုရင်ဒီ6လတစ်ချိန်ကျွန်တော်တို့ကသွားဒီ data check up လုပ်ပေးတဲ့လူတိုင်းอ่ะလေအဲ့အတွက်ပေါ့ CD ပေါ့လူတိုင်း check up လုပ်အဆင်ပြေအောင်ပေါ့နော်အဲ့ check up နဲ့ပတ်သက်တဲ့ package လေးကျွန်တော်တို့ပေါ့လုပ်ပေးထားတယ်ပထမဆုံးရှင် already ပတ် preventive ဒီ data hack package လေးမှာဆိုရှင်အဲကျွန်တော်ဒီနှစ်သိန်းတောင်ပေါ့တသိန်းလောက်ပေးထားပါဘောเนาะအဲ package မှာဘာရပါလဲဆိုရင်ဒီဆရာဝန်နဲ့ဒီ consultation လောက်တာပါတယ်ပြီးရင်ဒီဒီ Luna ရဲ့ဒီ gradient တစ်ခုလုံးကို scanner နဲ့ဖတ် inter order scanner နဲ့ဖတ်ပြီးတော့တို့ဒီကိုယ့်ရဲ့ဒီ gradient မှာဖြစ်တဲ့ညအကုန်လုံးပြင်မှာမြင်ရသလိုပေါ့เนาะအဲ့လိုမျိုးမြင်ရပါတယ်ပြီးရှင် OPG ဓာတ်မှန်တစ်ခုဓာတ်မှန်အကြီးတစ်ချက်ပါတယ်ပေါ့เนาะပြီးတော့သွားအသက်ရှင်လောက်တာလေးပါတယ်ပေါ့เนาะအဲ့ဒါမှာနှစ်သိန်းကိုတသိန်းလေးနဲ့ package တော့ပေါ့ discount ထားတာပြပေါ့เนาะနောက်တစ်ခုကကြတော့ scaling package ကိုပေါ့เนาะ9000နဲ့ discount ထားပေးထားပါတယ်ဟုတ် ဒီဖျား time ပဟိုလိုတင်ရနေပြီးတော့အထွေထွေအထွေထွေဆရာဝန်နဲ့ဒီဒူးကောင်းဆရာဝန်က လာရောက်มาဖြစ်ပြီးတော့ဖျား time 1ကနေပြီးတော့ဒီ spine ဆရာဝန်နဲ့ဒီ IVF ပေါ့နော် IVF ကလေးလိုချင်တဲ့ဆရာကလူတွေများတွေ့လာရောက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်နှစ်ရက်လောက်သွားပါမယ်ရှင်ဒီဖျားချိုင်းပေရပဟိုလိုတင်တဲ့ဖျားချိုင်းအဝမ်ဂရုကကြတော့ညီမတို့ဒီဘန်ကောက်မြို့ထဲမှာပဲတရှိရဖြစ်ပါတယ်ဒီလူနာတွေကိုအစီအမြင်ချုပ်မှုအောင်ဖို့အတွက်အမြအစဆုံးလုပ်ပေးနေပါတယ်ပေါ့နော်ဒီလာဂျိုရာမှာအစလိုက်ပို့ပေးတာမှာအဆုံးပေါ့နော်ပြီးရင်စေယုံတွင်စကဲပြန်နေရှိတယ်ဒီစေယုံတွင်မှာလည်းလူတွေကိုမြန်မာလူနာတွေအတွက်အဆင်ပြေအောင်စာရွက်ပေးနေရဖြစ် ြစ်ပါတယ်ရှင်။ကျမတို့ဒီဇီဝဒုက္ခဟက်ကဲစာရွေးကြတော့ဒီပြပွဲလေးမှာပေါ့နော်။အခမဲ့ကျမရေးဆိုင်ရာဆွေးနွေးချက်တွေနဲ့အတူတူစစ်စစ်ဆေးမှုတွေလည်းပြုလုပ်ပေးမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ကျမတို့ဒီ29 28မှာတော့ကျမတို့ဒီပြခန်းမှာဆိုလို့ရှိရင်အခမဲ့ဆွေးနွေးမှုတွေအပြင်မှာ medical check up တွေကို50% off အထိပေါ့လေ discount လေးချရပေးတော့မှာဖြစ်ပါတယ်ရှင်။ ီ c ่ a m p i o n engineer ဘက်นနေပြီးเော့လဲလာပြီးတော့ပါဝင်လာาဲ့အยြောင်းရင်းကလည်းဒเကိုဝင်ရှိတဲ့ခက်ခဲလေးတွေတွေအတွက်ဆိုလိว့ရှိရင်ဖန်ပြတဲ့ဒီဝင်ဆောင်မှုတွေကိုလာပြီးတောเราก็จะมีแจกองค์องค์ความรู้นะคะการรักษาผู้มีบุตรยากนะคะว่าทำไมถึงต้องมาที่เจนพามจีเนียนะคะเราเนี่ยนำเทคโนโลยีจากประเทศออสเตรเลียมานะคะทำให้อัตราความสำเร็จในการรักษาผู้มีบุตรยากเนี่ยมากขึ้นนะคะสำหรับลูกค้าที่มาในงานเราก็จะได้ของขวัญกลับไปนะคะเป็นร่มเป็นถุงเป็นหมอ အာပထမဆုံးအနေနဲ့ပေါ့နော်ဒီဒီနေ့လာပြီးဝင်ရောက်ပြီးတဲ့ service အနေနဲ့ဘာရှိလဲဆိုလို့ရှိရင် first of all ပေါ့နော် knowledge sharing လေးရှိမယ်ဒီကိုဝင်ရှိတဲ့ခက်ခဲတဲ့လူတွေတော့ဘာ တည်တင်လဲဘာတွေလိုအပ်လဲဘာတွေလုပ်ရမလဲဆိုတာကိုရှိတယ်ပြောရဆိုလို့ရှိရင်ပေါ့နော်ဒီ Jam Prime ကြီးနေရလဲဒီ Australia ရဲ့ဒီအာ Southeast Asia one and only branch အနေနဲ့လာရောက်ပြီးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်လုံအောင်တော်တော်လေးဝမ်းသာမိရဲ့အဲ့ဒါအပြင်ပေါ့နော်ဘာတွေရှိတင်လဲဆိုလို့ရှိရင် gift voucher လည်းပေးရပေါ့နော်ဒီလာရောက်ဆွေးနွေးတဲ့လူတွေ gift voucher ပေးတဲ့အပြင်ဒီတခြားသောလက်ဆောင်ပစ္စည်းတွေလည်းရှိရဲ mainly အဖြစ်ကတော့လာပြီးတော့အတီးတွေလာပြီးတော့အတီးမြန်ညာတွေလာပြီးတော့ sharing လုပ်ပေးရမှာဖြစ်ပါတယ် မှာတော့လာပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်လူတိုင်းလုပ်ကိုလုပ်တဲ့နဲ့ကာကွယ်ခြင်းကကုသခြင်းထက်ပိုကောင်းတယ်ဆိုရဲဆောင်ဖို့အတိုင်း health check up တွေနဲ့ပတ်သက်ပြီးတော့ health check up လေးတွေ package လေး promotion ရှိပါတယ်ဘူးကိုလာရောက်လေ့လာနိုင်ပါတယ်ဒါကတစ်ပိုင်းနောက်တစ်ပိုင်းကကျတော့ကျမတို့နဲ့အတူတူယူဒီယာနိုင်ငံကဆရာဝန်ကြီးနှစ်ယောက်ပါလာပါတယ်ဆရာဝန်ကြီးတစ်ယောက်ကတော့ medical ကျမတို့ဒီ cancer ရောဂါဆိုင်ရာအထူးကုဆရာဝန်ကြီးဖြစ်ပြီးတော့နောက်ဆရာဝန်ကြီးတစ်ယောက်ကတော့ကျမတို့ cardiothoracic surgeon လို့ခေါ်တယ်နှလုံးနဲ့ ရင်ကောင်းဆိုင်ရာခွဲစိတ်မှုအထူးကုဆရာဝန်ကြီးဖြစ်ပါတယ်။အဲ့တော့အဲ့ဆရာဝန်ကြီးနှစ်ယောက်ကလည်းသူတို့ရဲ့ကုသမှုတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေအာကျွမ်းမကြီးအသိပညာပေးတယ်။ဒါအပြင်အာကျွန်တော်တို့စီမှာရရှိနိုင်တဲ့ update treatment တွေပေါ့နော်။ခင်မီရဲ့ကုသမှုနည်းပညာတွေကိုဝေမျှပေးသွားမယ့် presentation doctor's talk session ရှိပါတယ်။ဒါအပြင်အဲ့ဆရာဝန်ကြီးတွေနဲ့စိတ်ဝင်စားရဆိုလို့ရှိရင်ယောဂတက်ဆိုင်တဲ့ယောဂမြန်ရှိခဲ့တဲ့အကြံပေးဒါများလို့ရှင်နေဆိုလို့ရှိရင်လည်းအခမဲ့အကြံပေးဆွေးနွေးတဲ့အစီအစဉ်လည်းရှိပါတယ်။ တော့ကျွန်တော်တို့ဒီပဲဈေးုံရပါတော့ဟိုဒီအဲညမလူနိုင်ရတဲ့ဆိုရင်တော့ဒီခုနောက်ပိုင်းမှာကျွန်တော်အများဆုံးကတော့ recovery rate ကိုအကောင်းဆုံးဖြစ်အောင်လို့ပေါ့နော်ဒီကျွန်တော်ဈေးုံရဲ့နာမည်ဖြစ်တယ်လို့ကျင်းတော့ပုံဆွဲတဲ့အချိန်မှာကျွန်တော်ကအယိုးနဲ့ကုသတဲ့ဟာတွေမှာဆိုရင်ကျွန်တော်အများဆုံးဒီ recovery rate အရင်မြန်အောင်ပေါ့နော်နောက် robotic ပေါ့ treatment တွေသုံးတာများတယ်။နောက်ကကျတော့အဲသုံးတဲ့ treatment တော်များများလည်းဒီ advanced အဲ technology ပေါ့နော်။အားကြောင့်လို့ညီမတို့လာတဲ့ခါကျရင်လည်းအများဆုံးအဆင်ပြေအောင်ပြီးနောက်ကကျတော့ဒီမြန်မာဘာသာစကားပြန်အစားပေါ့နော်။ဒီ visa service ကအစားကျွန်တော်တို့ကအကုန်လုံးအဆင်ပြေအောင်လုပ်ပေးထားပြီးရှိပါတယ်။ အခုဒီပွဲကာလအတွင်းမှာအထူးသဖြင့်ကျွန်တော်တို့ကတော့အဓိကဒီမြန်မာလူနာတွေအဆင်ပြေစေဖို့အတွက်ဆိုဆရာဝင်နဲ့ဒီ free consultation တော့အဓိက main ထားပြီးတာပေါ့နော်အဲဒီမှာအပြင်မှာကျွန်တော်တို့ဂျာမားမှာတခြား activity တွေ spring wheel လေးလောက်ပေးတာမျိုးတွေအမတရားလက်ဆောင်ပေးရလေပြီးနောက်ခေါက်ကျကျွန်တော်တို့ရဲ့အဓိက check up ဒီပေါ့နော် check up package တွေကျွန်တော်တို့ promotion ပေးထားရလဲရှိပါတယ်သူတစ်ပြက်ကတော့ဆရာဝင်ကြီးဆွေးနွေးတာတော့စာရင်ပေါ့နော်ဒီဂျာမားရဲ့တွေအတွက်လည်း annual check up လုပ်တဲ့ဟာကလည်းအရင်အရေးကြီးရဆိုကျွန်တော် awareness ရချင်တာဖြစ်လို့ကြောင့်မလို့ကျွန်တော်ဒီစပတ်မှာ check up တွေကဘာတွေပါလဲအဓိက business နဲ့ပတ်သက်ပြီးဘာတွေအဓိကစစ်တင်လဲအဲ့ဒီဟာတွေလာရ ောင်မေးမြန်းလို့ရလို့ကျွန်တော်ဒီဘက်မှာလည်းဒီ package package နဲ့ပတ်သက်ပြီးတော့ဗောနော်အထူးဇင်းလုံးနေချထားပေးပါတယ်โอเคအဲ့တော့ဗောနော်နေရက်လောက်တာဖြစ်တဲ့အတွက်ကြောင့်လို့ဒီ29 28ရက်ပေါ့เนาะဒီသူလူထုတွေအနေနဲ့ဗောနော်လာပြီးတော့มาလေလေ့လာကြည့်ပါเนาะလာပြီးတော့มาသွားမယ်ဆိုလဲနောက်တချို့ဗောနော်ဥမာဆိုရှင်ဘယ်လိုမျိုးသွားအဖွဲအစည်းတွေနဲ့ချိန်ပြီးတော့มาသွားမယ်ဆိုတာလေးอ่ะအစလာပြီးတော့มาအသေးစိတ်ဆွေးနွေးလို့ရပါတယ်ရှင်အားလုံးလေးလာပြီးတော့มาလေ့လာကြပါလာပြီးတော့มาမေးမြန်းပါလို့လေကျွန်မဖိတ်ခေါ်လိုက်ပါတယ်